လီဗာပူးကလွဲပြီးပရိသတ်အားပေးတဲ့အသင်းတွေအကုန်လုံးအနိုင်ရခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ရှစ် င်္ဂလာပါဗျကိုခိုင်းအင်းစတာဖုတ်ဘောရှူကနေကြိုးစားရဲကျွန်တော်ကမှပရီးမီးယားလိပွဲစဉ်ရှေ့ရဲ့အဆိုးကောင်းအကျိုးကြောင်းမှန်သမျှကိုကျွန်တော်တို့ပြန်လည်သုံးသပ်ခန်းစားဆွေးနွေးလိုက်အောင်ခင်ဗျအရင်ဆုံးပြောချင်တာကျွန်တော်ညီကိုရဲ့အတွက်ကျွန်တော်တကယ်ဝမ်းသာပါတယ်ဘောလုံးပွဲသုံးသပ်ခံမှန်းတာမှန်တယ်မှားတယ်ရှိတယ်ဆိုရင်မှန်ရင်လည်းဂုံစရာမလိုသလိုမှားရင်လည်းဟိုပြစ်တင်ဝေဖန်စရာမလိုဘူးပေါ့နော် ဘာကြောင့်လဲဆိုတော့နှဲသမားလိုပဲပိန်လိုက်ဖောင်းလိုက်ဘသူမှမှန်တယ်မရှိလို့မှားတယ်လည်းမရှိဘူးဒါပေမဲ့မှန်တာများတဲ့နေ့ကျရင်ကိုညီကိုတွေအတွက်ကိုကဝမ်းသာတယ်အဲ့တော့ဒီတစ်ပတ်ပွဲစဉ်တွေခမန်းတဲ့နေရာမှာကြေးခွာတဝက်ရှုံးလောက်ကလွဲရင်အပွဲတွေကလည်းနှစ်ပွဲသုံးပွဲလောက်ပဲရှိမယ်ကျန်တဲ့ပွဲတွေအားလုံးကျွန်တော်ရွေးပေးခဲ့တဲ့ပွဲစဉ်တွေမှန်ကန်ခဲ့တာကိုတွေ့ရပါတယ်ဒီတော့ကြောင့်တကယ်ကြီးကိုဝမ်းသာပါတယ်โอเคအဲ့တော့ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်ရှင်မှာဖြစ်ပျက် ပြောင်းလဲသွားခဲ့တဲ့အရာတွေအများကြီးရှိတယ်။စံချိန်မှတ်တမ်းတွေလည်းတပုံကြီးရှိတယ်။ဆိုတော့ပထမဆုံးတစ်ပွဲစနေညရဲ့ เนาะကျွန်တော်6နိုင်မှာရှင်ပြိုင်ကစားတယ် Northern Forest နဲ့ Chelsea Chelsea က3-0နဲ့အနိုင်ရခဲ့တယ် Northern Forest နီးပြ H Pasty Kalu ကိုအဲ့ဒီပွဲစဉ် PP ချင်းပဲထုတ်ပေးခဲ့တယ်ဆိုတော့ Chelsea နိုင်လို့ပြောတာမှန်ပင်မဲ့ဒီလိုမျိုးကြီးဘယ်လိုပြောမလဲဟိုဟင်းရကစုံဝဲတယ်လို့လူတယောက်ကိုထုတ်ချင်တိုင်းထုတ်ခန့်ချင်တိုင်းခန့်နဲ့ Marina Kiss ရဲ့လုပ်ရော်တော့ကျွန်တော်တော်တော်လေးအံ့အားသိမိတာအမှန်ပဲမထုတ်နဲ့လို့မပြောဘူးလက်ခံခြင်းစရာရလက်တွေမဆောင်ချင်း ်ပေးနိုင်ဘူးအဲ့ဒီလက်ခံတဲ့သို့ပေမဲ့လူတယောက်မှာတန်ဖိုးရှိတယ် H လိုမျိုးနီးပြတယောက်ဖို့ပို့လို့တော့ဟိုဘယ်လိုပြောမလဲလူတယောက်ရဲ့တန်ဖိုးအားဖြင့်ကြီးမြတ်တယ်ဗျာအဲ့တို့ကြောင့်တရက်စောင့်ပြီးမှထုတ်လိုက်ရင်လေထုတ်လို့ရပါတယ်ထုတ်မှာပါပဲသို့တော့တိတ်ခါတွေတံပိုးတွေပါတယ် မရီနာကစ်ကလုံးဝမကြည့်တော့ဘူး။ငါဒီအသင်းပိုင်ရှင်ဖြစ်တယ်။အဲ့တော့ကြမင်းတို့လုံးဝမကြည့်ချင်တော့ထုတ်တယ်ကွာဆိုတဲ့ပုံစံမျိုးကြီးရ။ကျွန်တော်ချယ်ဆီနိုင်ပွဲတဲ့အဲ့ဒီသတင်းမြင်လိုက်ရတဲ့အချိန်မှာတော်တော်ဟတ်ထိသွားတယ်။ဒါဒါကျွန်တော်တယောက်တည်းစိတ်နှူးလို့လေဟိုဖြစ်မိတဲ့ခံစားချက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ထားပါ တော့ Chelsea ကဒီပွဲနိုင်သွားတဲ့အတွက်ကြောင့် Benfica ကိုအနိုင်ရပြီးတိုင်းရလက်ကောင်းလေးရှိတယ်ဆိုတဲ့အစင်လာကိုဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။အဲ့တော့အပြာကောင်းလေးတွေရဲ့ကြိုးစားအထောက်မှုကိုလည်းကျွန်တော်တို့အတိအမှတ်ပြုရမှာပါ။အဲ့ဒီအဖွင့်ပွဲမှာလည်းဒါကျွန်တော်တို့ရဲ့လှသွားခဲ့ပြီ။ကိုရွေးတဲ့ပွဲကကွတ်တီမှန်သွားတဲ့အချိန်နောက်ပွဲကြီးလည်းတောက်လျှောက်မှန်ကန်ခဲ့တယ်။ Brighton နဲ့ Newcastle ပွဲတူတယ်ကိုအများနဲ့ Brighton ရွေးတယ်။ Brighton တင်နိုင်သွားတယ်။ Vodamiri ရဲ့တွင်ကိုလှတယ်ဆိုပေမဲ့ အတိုးကြီးဒန်နီဝဲဘက်ကလည်းနော်ဟိုအသက်အရွယ်တစ်ခုရောက်တဲ့အချိန်ကျမှပရီးမီးယားလိမှာထွန်းတောက်နေတယ်ပဲပြောရမှာပေါ့နော်မန်ချက်စတာယူနိုက်တက်မှာအရင်မအောင်မြင်ခဲ့သလိုအာစနယ်မှာလည်းတိတ်မအောင်မြင်ခဲ့ဘူးဘရိုက်တန်ရောက်တဲ့အချိန်နော်30ကျော်တဲ့အချိန်ကျမှဖုတ်နေတာဖုတ်နေတာဆိုတော့နောက်ထပ်တစ်ပွဲကဘန်လီနဲ့ Leeds United ဒီပွဲကတော့ total ကိုခပပါလီရှုံးတယ်ပဲပြောရမှာပါ2-0နဲ့ဘန်လီကအိမ်ဝင်မှာ Leeds ကိုအနိုင်ယူနိုင်ခဲ့ပါတယ်နောက်တစ်ပွဲက Palace နဲ့ ဘုံမောက်တူတယ်ကို over နဲ့ကျွန်တော်တို့ဘုံမောက်ကိုရွေးချယ်ခဲ့တယ်တကယ်တမ်းမှာလဲဘုံမောက်ကနိုင်ဖို့လက်တကန်းအလိုရောက်ရှိခဲ့တာဗျတို့ပေမဲ့နောက်ဆုံးချိန်ခါမှာ Crystal Palace အသင်းရဲ့เนาะကျွန်တော်တို့ twin goal တကူကိုပြန်လဲခွင့်ပြုခဲ့ရပြီး Mateta ရဲ့ hat trick နဲ့ အိမ်ခွေးမှာတရေတမတ်ရအောင်ယူနိုင်ခဲ့တယ်ဒီပွဲစဉ်ကလည်းဂိုးတွေအပြန်လန်သွင်းနေတယ်တူတယ်ကို over ဘုံမောက်ကျွန်တော်ညီကိုတွေပျော်ရွှင်ခွင့်ရခဲ့မယ်လို့ယုံကြည်ပါတယ်နောက်တစ်ပွဲက Mercedes နဲ့ Everton အဲတလက်စားတဲ့ဒါ Mercedes ပြိသက်တွေကိုကျွန်တော်တောင်းပန်ချင်တာပေါ့နော်ကျွန်တော်ပွဲစဉ်တွေကဆက်နေတဲ့အခါမှာအဲပွဲသိပ်ဟိုအာယုံမဆိုင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် review မလုပ်ပြီးပြစ်တာအမနာပိုင်းမှာလည်းအဲပွဲ highlight ပြန်ပြီးတော့ဟိုကြည့်ဖို့သိပ်အဆင်မပြေတာပါတယ်ကျွန်တော်ပွဲရှိကြည့်တာဗျပြောမယ်ဆိုရင် highlight ကြည့်ပြီးတော့မပြောချင်ဘူးအဲတော့ပွဲရှိကြည့်ရင်ဒါကျွန်တော်နှစ်နာရီလောက်ပြန်ကြာမှာပေါ့နော် တို့မှလည်းအလုံလေးရှိနေတဲ့အတွက်ကြောင့်ဒါတလက်စားတယ်တောင်းမှန်တာပါဆိုတော့ Jack မပါတဲ့အခြေအနေကအများကြီးအင်အားလျော့သွားစေခဲ့တယ် Evident မှာ Jack ကအဓိကပဲဒါပေမဲ့ Evident ဒီတချို့သော Twin ကိုရရှိဖို့အနည်းဆက်ဆုံးအခြေအနေတွေရှိခဲ့တယ်ကိုသမား Donnarumma ရဲ့ပုထုကာကွယ်မှုကောင်းမွန်တဲ့အတွက်ကြောင့်အပိုင်ခွင့်ရတချို့ကိုမပေးခဲ့ရတာပါဒါပေမဲ့ Man City နိုင်ပွဲဆိုတာထက်အဓိကချီကျူးရမယ်လူတယောက်ရှိပါတယ်။သူကတော့ Allen Brock Haaland ဖြစ်ပါတယ်။ ကျွန်တော်တို့ကဟာလန်ကိုခရစ်စတီယာနိုနဲ့လီယိုလောင်းရိတ်ကြောင့်တိတ်ပြီးမမြင်တာနော်ခရစ်စတီယာနိုလီယိုလောင်းရိတ်ကခုထိရှိနေသေးတယ်ဒါပေမဲ့ဟာလန်ဒီပရီးမီးယားလိသမိုင်းမှာအကောင်းဆုံးတိုက်စစ်မှုလို့တော့ပြောလို့ရတယ်ကျွန်တော်ဒီတိုင်းဗဇက်ကလက်တန်းလျှောက်ပြောတာမဟုတ်ဘူးကိန်းကနေအချက်လက်တွေကပေါ်ပြနေဘာကြောင့်လဲဆိုတော့ပရီးမီးယားလိပွဲစဉ်၈ပွဲကစားပြီးတဲ့အချိန်မှာတွင်းကိုအများဆုံးကစားသမားအာလင်းဟာလန်ပဲဗျအဲ့ဒီအာလင်းဟာလန်ဂိုးတွင်းယူတဲ့စံချိန်မှတ်တမ်းကိုဘယ်သူမှမချိုးဖြတ်နိုင်ဘူးသူကိုယ်တိုင်ပဲခုနှစ်တိုင်ချိုးဖြတ်တာ သူ့စံချိန်ကိုသူပဲချိုးဖြတ်နိုင်တယ်နော်ဆိုတော့သူ့ရဲ့စံချိန်တစ်ခုကတော့လက်ရှိအချိန်ထိတင်နေသေးပဲသူကိုယ်တိုင်မချိုးဖြတ်နိုင်သေးဘူးထားပါအဲ့တော့စံချိန်ချိုးဖြတ်တာလဲသူချိုးဖြတ်ဖို့နော်စူးစမ်းနေတဲ့သူကလဲသူစံချိန်တင်ထားတဲ့သူကလဲအားလင်းဟန်လန်ကိုယ်တိုင်ပဲအဓိကပြောချင်တာအဲ့ဒါလိုမျိုးနှစ်စင်နှစ်တိုင်းပွဲတင်ရှိပွဲကစားပြီးဂိုးတွေအများကြီးတွင်းဥနိုင်တဲ့ကစားသမားကအားလင်းဟန်လန်ပဲဖြစ်နေတာဒီသူ့ရဲ့ဂိုးတွင်းစွမ်းရည်ဂိုးတွင်းနှုံ ဘလောက်ကောင်းတယ်လဲသူဒီဘလောက်ကောင်းတဲ့အထောင်တိုက်စစ်မှုတယောက်တယ်လဲဆိုတာဖော်ပြနေတယ်လို့ပဲဖြစ်ပါတယ်အတိအကျပြောမယ်ဆိုရင်အာလန်ဟာလန်ဒီ2022-23ခုနှစ်တုန်းကရှစ်ပွဲကစားပြီး12တောင်တွင်ခဲ့တာဗျ2024-25မှာရှစ်ပွဲကစားပြီး10ခုတွင်ခဲ့တယ်ဒီနှစ်မှာရှစ်ပွဲကစားပြီး17ခုတွင်တယ်အဲ့ဒီစံချိန်ကိုဘယ်သူမှလိုက်မမိဘူးသူ့စံချိန်သူပဲ ပြန်ချိုးနေတဲ့ပုံစံမျိုးအဲ့ဒီနောက်မှာရှစ်ပွဲကစားပြီးကိုကိုတွင်းခဲ့တဲ့သူတို့ခုနှစ်ပွဲကစားပြီးကိုကိုတွင်းခဲ့တဲ့သူတို့တော့ရှိတယ်ဒါပေမဲ့ဟာလန်ကိုတယောက်မှမမိဘူးကျွန်တော်ပွဲစဉ်3လောက်လား2လောက်မှာခရေပြောခဲ့ပါတယ်ဒီနှစ်ကိုသွင်းမိရင်ဟာလန်ပဲလို့ကြည်မနေနဲ့လို့ဆိုတော့ဟာလန်အကြောင်းတစ်ခုတည်းရပြောတာတကယ်ကြီးကိုတစ်ခုတည်းရချီကျူးတဲ့အတွက်ကြောင့်ပြောဆိုချီကျူးတာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ ျွန်တော်ညကိုတွေကိုဒါမိတ်ဆက်ပေးချင်တာလေးတခုရှိပါတယ်ဘောလုံးပွဲတွေကစားချင်တယ်ဆိုရင်စူပါစီနီယာဘေးဘောစီမှာအိုင်ဘက်ခွန်ရှိကို၅သုံးလုံးမစ်နဲ့မောင်ငငါ၆တို့ကိုမမသက်အပူစုရေးများစွာနဲ့ယုံကြည်စွာကစားနိုင်ပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ပပနံပါတ်၃ညာကို၈၉ကို၆၉၄၄၀မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာ โอเคအကျွန်တော်နောက်ထပ်တပွဲက Sunderland နဲ့ Wolverhampton Leipzig ဒီလေလက်ရှိအချိန်ထိ Sunderland ကိုအကောင်းဆုံးဆွဲတင် ပေးထားတယ်2-0နဲ့အလင်းရောင်ခွင့်ရေးထဲမှာအနိုင်ယူနိုင်ခဲ့တယ်နောက်တပွဲကတော့ Fulham နဲ့ AI ကြေးခွာပေမဲ့ကျွန်တော်တို့သိတယ်လေအဲ့ဒီစကားကျွန်တော်ပြောခဲ့တယ်တကူးတည်ကြတယ်တကူးတည်ကြတယ် AI ရဲ့တကူးထက်သွေးမှလားတကူးသွေးမှလားဒါပဲကြည့်ရမယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ခန်းစစ်ကစားပုံကြီးငြိမ်နေဗျအဲဘဲတွေကတကူးတည်ကြတကူးတည်ကြပြီးထိမ့်ကန်လို့ရတယ်အဲ့ဒါ Arsenal ပဲကျွန်တော်ဒီနေ့ရာဒီမှာ Arteta နဲ့သူ့ရဲ့တပည့်တွေဒီ EBA ဖလားကိုရရှိဖို့အတွက်အကောင်းဆုံးအခြေအနေနဲ့အခွင့်အရေးကိုပိုင်ဆိုင်နေပြီလို့ထင်တယ်။ဇန်နဝါရီကာလနောက်ပိုင်းခြေမချော်သွားဖို့ပဲလိုတယ်။ တို့ဒန်ရကစားသမားတချို့ကလည်းအဲ့ဒီဇန်နဝါရီကာလမှာအင်ပြစ်အားပြင်းနဲ့ပြန်ပါလာဖို့ရှိတဲ့အကြောင်းဒီနှစ်ကတော့အားကောင်းအချိန်ပဲဖူလန်ဒီကစားသမားမစုံမလင်နဲ့စော့ပေမဲ့ကစားခတ်တယ်နော်ဒါတော့မှအချိန်တန်တဲ့အခါဂိုးရမယ်မန်ကျွန်တော်တို့ခံစားမိနေတကယ်လည်းဂိုးရသွားတာโอเคကျွန်တော်တို့တနင်္ဂနွေနေ့ပွဲစဉ်တွေမှာကတော့ Tottenham Hotspur ဒီ Aston Villa ကိုအင်ကွေးမှာ2-1နဲ့ရှုံးခဲ့တယ်ကျွန်တော်တို့ကတော့ Aston Villa ကိုရွေးပေးခဲ့တာပါနောက်ဆုံးပွဲစဉ်ကတော့ Liverpool နဲ့ Manchester United Man United ဒီ Liverpool ကို Anfield မှာအနိုင်မရခဲ့တာ6-1 ကြာသွားခဲ့ပြီဖြစ်ပါတယ်2016ဇန်နဝါရီလုံးကအနိုင်ယူခဲ့ပြီးနောက်ပိုင်းမှာတောက်လျှောက် NF မှာမနိုင်တော့ဒီချိန်မှာကစားပုံအရင်မကောင်းဆိုပေမဲ့လေအဲ့လိုစိတ်တက်ကောင်းကောင်းနဲ့ရှင်ပြိုင်ခဲ့တဲ့အတွက်ကြောင့်သူတို့အကောင်းဆုံးအနိုင်ယူကျော်ဖြတ်နိုင်ခဲ့ပါတယ်အဲ့တော့ United အနေနဲ့လည်းလမ်းကြောင်းမှန်တစ်ခုပေါ်ကိုပြန်လဲတက်လန်းလှနိုင်ခဲ့ပြီလို့တော့ကျွန်တော်ယူဆတယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့ခြေသွမ်းမျိုးပြသဖို့လိုအပ်နေပါသေးတယ်ခင်ဗျနောက်ဆုံးပွဲစဉ်တစ်ပွဲကဒီ Watson နဲ့ Brentford တပွဲတော့ကြံသေးတယ်ဒါပေမဲ့အပွဲကမကြံသေးတဲ့အတွက်ကြောင့် ကျွန်တော် skip လိုက်ပါမယ် Premier League ပွဲစဉ်ရှင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုတွေရောဘလို့မျိုးဝေဖန်သုံးသပ်ဆွေးနွေးခြင်းတလဲ။နောက်ရှင်ထဲမှာဘလို့ခံစားချက်တွေရှိနေတလဲ။ comment ထဲမှာဝင်ရောက်ရေးသားပေးသွားကြပါအောင်ခင်ဗျာ။